တန်တန်ရှင်ရှင်နေထိုင်သက်ရှင်မယ်မိမိရတဲ့လောကဓာတ်ချုပ်ကိုတောက်ပုံတန်တိုင်းသားတလေးထုံးစံတွေချာကဆရာရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးထံကရခဲ့တဲ့ဘဝအတွက်အရေးကြီးဆုံးသောအဆုံးပါမြေကြီးသားတို့နဲ့ရှင်ခဲ့ရတဲ့နောင်တလို့ထလာတဲ့တတိတရားမိလျော်ခြင်းများစွာနဲ့ချွေးသိမ့်ထားခဲ့တဲ့ စ္စတရားပဲရှိဘူးမျက်နှာမူခိုင်မြဲတဲ့ခြေလမ်းတွေနဲ့တန်တရားအဖြစ်ဆုံးတဲ့စီဥတီပီချီတဲ့အရှိန်အဟုန်မပြတ်ခဲ့ယနေ့တတိတိုင်အောင်ပေါ့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြူအောင်စိတ်ပူထားဆိုတဲ့အဆုံးမဒီဆုံးမမြတ်ခင်အထိမတန့်ရှင်းခဲ့တဲ့နေ့ရက်များစွာကိုမျက်မျောမိခဲ့တယ်တကယ်ဆိုမွေးကလေးကဒီဆုံးမ ရခဲ့ဖို့ကောင်းတာပေါ့အခုတော့လူဘဝဟာရခဲ့လွန်လာတယ်ကိုဘဝကိုအလွဲသုံးစားမလုပ်နဲ့တနေ့နေ့တည်ခြင်းတရားမှာအလုံးအဆုံးတတ်ရမယ်ရှင်တန်ချိန်တွေ တူတောင်းလွန်းတယ်မကောင်းမှုလုပ်ဖို့အချိန်တွေနှမျောပါတယ်ဘယ်လိုလူတည်တည်ဆိုကိုထူးဟိတင်ရဲ့တခြင်းတစနှလုံးသားရဲ့စီးဝင်လာတယ် ဘုရုံးကအလွန်ကြိုက်ခဲ့တဲ့တခြင်းပေါ့အခုလည်းနှစ်သက်နေသေးပါဘုရုံးကတော့ဂိတအာယုံဖြင့်ပဲလိုက်ဆူမိတယ်အခုတော့ဓမ္မအာယုံအနေနဲ့ဆင်ခြင်နေမိတယ်နိုင်ရဲ့တခြင်းလို့အမည်ရတဲ့အဲ့တခြင်းကို1989ခုနှစ်လောက်မှာကြားခဲ့ဘူးလားအဲ့ဒီတော့ကတနင်္သာရီကိုင်းရန်ဒေသမှာနိုင်ငံတော်ဝန်တန်းဆောင်နေစေကာလပေါ့ ကက်ဆက်တဲ့တခြင်းတန်ကိုဂီတအနေနဲ့ပဲရင်မူရင်ခုန်ခဲ့တာတခြင်းစာသားပေါ်ညံမြောက်ခဲ့လို့မကောင်းမှုလုပ်ဖို့ဝမ်းမလေးခဲ့တာပေါ့တကယ်ဆိုလူဝဟာတကယ်ကိုရခဲ့တာအနှစ်တရာမှတစ်ချိန်ပင်လေရေမျက်နှာပြင်ပေါ်တက်လာတဲ့လေကမ်းကြီးနဲ့သူ့ဦးကောင်းအရွယ်နဲ့တူတဲ့အပေါက်တစ်ခုပဲပါတဲ့ဥတေယမဲ့ရောလွင်နေတဲ့တစ်သားများတစ်ခု ဆုမိပါကိုခက်ခဲတယ်ဆိုတဲ့ဥပမာကိုဓမ္မနယ်ပယ်တဲ့ခြေစုံပြစ်ဝင်ရောက်လာမှပဲဟောတရားတွေစီကသိခွင့်ရခဲ့တယ်။အော်ကုဘဝကိုကိုယ်တိုင်အလွဲဆုံးစားလုပ်ခဲ့တာ38နှစ်တန်ရုံပါပဲလား38နှစ်ရောက်မှဆရာရှင်မဟာဗောဓိမြိုင်ဆရာတော်ထံကအဆုံးမရတယ်စိတ်တဏှာနေပြောင်းလာတယ်မကောင်းမှန်သမျှကို ဆွန့်ပြစ်လိုက်တယ်။ကောင်းမှုပြိုးပင်ကိုစားဆိုင်တယ်။စိတ်ဖြူစင်စေတဲ့အကျင့်ကိုကျင့်ပြစ်တယ်။တေဖို့အတွက်အစအစရရာပြင်ဆင်လာလိုက်တာ68နှစ်တောင် ရှိလာခဲ့ပြီပေါ့။တာဝန်ထမ်းခဲ့စဉ်တုန်းကနောက်တနည်းအစီအစဉ်ဆိုတဲ့စကလုံးကိုအစားထုတ်ပလေပဲပလေဖို့အတွက်စဉ်းစားခဲ့ပုံကိုတတိယမိတယ်။တဲ့အတွက်မနေ့ကဆိုတဲ့စကလုံးစုဝေး ဝေးဖွားလာဖို့အချိန်တော်တော်ကြာခဲ့တယ်။အခုတော့အဲ့ဒီစကလုံးစုဝေးကိုကဓမ္မဖြစ်နေတာကိုစင်ကြင်သုံးသပ်နေမိတယ်။ဟုတ်တယ်လေ။လူတိုင်းအတွက်မနေ့ဖန်ဆိုတာဟာတကယ်တော့မတည်ကြဘူးတစ်ခုပဲပေါ့။အခုရှင်တော်ရကြသည်ဒီနေ့ပဲတွေ့ကြရမနေ့ဖန်မှာမတွေ့ရတော့လက်ကွေးနေတော့အရှင်လက်ဆက်နေအချိန်မှာ အလောင်းစင်ပေါ်ရောက်သွားပြီတနေ့နေ့တည်ခြင်းတရားမှာအာလုံအဆုံးတတ်ရမယ်ရှင်တန်ကျင်တွေတူတောင်းလို့နေတဲ့ဩအခုမှပဲတခြင်းဆိုတဲ့ဂီတအနုပညာနောက်ကဓမ္မတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့တော့တယ်ဒီလောက်ရှင်တန်ကျင်တွေတူတောင်းလို့နာတော့မကောင်းဘူးလို့ဖို့အချိန်တွေ ရှိနေကြသေးတယ်နော်လောဘ ဒေါသမိတော့တွေမောဟဒုက္ခမိတော့တွေငြိမ်းရတရခက်ခဲအချင်းလေးနားဆင်အောင်နိုင်ရဲ့တခြင်းသတိပြုခွင်တကယ်ကိုငြိမ်းသက်ဖို့ခက်တဲ့မိတော့တွေပါအာယုန်နဲ့ဓာရတိုက်တိုင်းမှာပေါ်လာတဲ့စိတ်ကိုကိုယ်တန်တန်မှာအနုတရားဖြင့်ပိန်အောင်နေတဲ့လောဘဒေါသမောဟတွေကမိတော့အဖြစ်အပင်ပြောင်းစေနိုင်တဲ့သဘာဝတစ်ခုဟာ ကြောက်တတ်မယ်ဆိုရင်တကယ်ကိုကြောက်စရာပါအချင်းကြီးတဲ့သူကအချင်းလေးနားစင်အောင်လို့ပြောတာအလကားမဟုတ်ဘူးနိုင်ရည်ရဲ့တချင်းဆိုတဲ့တချင်းထဲမှာပါတဲ့အိဗေကိုတချင်းကနေတစင်တိခိုင်းနေတာဆိုးလို့ကောင်းညီးလို့ကောင်းအစင်းနဲ့ရက်နေရင်တော့တချင်းနဲ့တူပါလာတဲ့အ내အိဗေပေါ့ဉာဏ်မရောက်နိုင်တော့ဘူးပေါ့တရားအထုတ်နေတဲ့သူတွေဖို့ကတော့ အချင်းလေးနားရှင်အောင်နေရာမှာတရားလေးနှလုံးသွင်းလိုက်အောင်လို့အစားထိုးလိုက်ရမှာပေါ့တကယ်လို့သာညံတက်ဝင်မယ်ဆိုရင်တခြင်းရဲ့ဒုတိယပိုက်ဟာယင်ထဲမှာဓမ္မတဖြစ်ကင်းခုလာပြီးကုသိုလ်စိတ်တွေနဲ့တလိုက်လိုက်ခုံလာလိမ့်မယ်တသိမ့်သိမ့်လိုက်ခုံလာလိမ့်မယ်လောကမှာကိုယ်အသက်ဆက်ဖို့အတွက် အခြားဘဝတွေဆုံးရှုံးသွားဖို့ပဲနှလုံးသားမှာတတိရှိနေဟိုးဆွနှဖို့တင်ပဲရည်ရွယ်ဓာတ်တွေမဖြစ်သေးလဲတန်တန်ရှင်းရှင်းနေထိုင်တတ်ရှင်မယ်68နှစ်စာညီငွင်းကျယ်ပကြီးကားကြကြီးကိုနောက်ပြန်လက်ကြည့်လိုက်တဲ့အခါနှလုံးသားမှာဆရာရှင်ရဲ့အဆုံးအမစကားမကင်းအောင်ခင်ချိန်38နှစ်တိကိုဟာကိုယ့်အသက်ဆက်ဖို့အတွက်အခြားဘဝတွေ ဆုံးရှုံးခြင်းဆုံးရှုံးသွားပါစေဆိုတဲ့ဉာဏ်နဲ့အတွေ့ရဲ့အရေးအောင်မှာပဲရှိနေကြတာကိုတွေ့ရတယ်။ဒိုဘာလေးရဲ့လက်မတင်လေးအရွယ်ကောင်းခိုက်လေးမှာဆရာကောင်းနဲ့တွေ့ခဲ့ပြီးအဆုံးမရခဲ့ပြီလို့တို့မို့ရင်နှလုံးသားမှာလည်းတတိမရှိဆွန့်လွတ်နေနာခံဖို့ဆိုတာဝေလာဝေးဘဝနဲ့နောက်ထပ်ဘလောက်တောင်အမောင်းရဲ့ချေဖြတ်တန်းနေမိအောင်လည်းမသိဘူး ဩအခုတော့မွတ်တဲ့ချိန်မှာနေဝင်တယ်ပဲပြောပြောအရွယ်ကောင်းတုံးမှာလုံးလက်ဆအလုပ်တွေထားသွားတယ်ပဲဆိုဆိုအခုနောက်ပိုင်းညံလေးအောင်အောက်မှာဖြတ်တန်းခဲ့ရတဲ့ကာလတွေဟာတကယ်တော့ဘဝမှာကျင်းနေဆရာအကောင်းဆုံးအချိန်တွေပါပဲရှေ့ခီးဖြစ်တဲ့တဘဝတာနေထိုင်ခွင့်ကုံဆုံးသွားချိန်အထိဘာတွေလုပ်သားပုံမှန်လဲလို့မေးခဲ့ရင်ကိုလုံနေကြကိုယုံကြည်တဲ့တတိပဌာန်းလုပ်ကိုဆက်လုပ်သွားမယ် ကိုရည်ရွယ်ထားသလောက်မတန့်စင်နိုင်သေးတဲ့စိတ်ကိုဒိဋ္ဌိပဋ္ဌာန်ဘာဝနာနဲ့စေကြောရင်နေထိုင်သွားမယ်။ဆိုရရင်ကိုရည်ရွယ်တာတွေမဖြစ်သေးလဲတန်တန်ရှင်းရှင်းနေထိုင်အသက်ရှင်သွားမယ်ပေါ့။အရေးကြီးဆုံးကတော့ကိုယ်အသက်ရှင်ဖို့ကိစ္စလေးတစ်ခုအတွက်နဲ့အခြားသူတွေရဲ့ဘဝတွေမဆုံးရှုံးသွားစီဖို့ဆိုတဲ့ကိုကျင်းစာမေတ္တာတရားတွေ ရင်ထဲမှာထားဝစဉ်ရှင်သန်နေဖို့ပဲမဟုတ်လားလွန်ခဲ့တဲ့14နှစ်ကရေးခဲ့တဲ့ဆောင်းပါးကိုအတန်ငယ်ပြန်လည်ပြင်ဆင်ရေးသားပြီးအတန်ဖိုင်နဲ့တင်ဆက်လိုက်ရခြင်းဖြစ်ပါလိမ့်မယ်အလုံးကျမ်းမှာချမ်းသာလူရဆန္ဒပြကြပါစေ။ 信心。谢谢